တဲ့690ဆိုတဲ့ခဏအောင်ခဲ့တဲ့ကဏ္ဍလိုင်းရဲ့အဆက်ကလေးပေါ့နော်အဲ့ဒါလေးကိုဦးနိုင်ကစားပြမယ်အချိန်20မှာ946ဆိုတဲ့ကဏ္ဍပတ်လေကစားတဲ့ပေါ့နော်ဒီမှာလဲအချိန်20မှာ946ဆိုတဲ့ကဏ္ဍပတ်လေကစားတယ်ဒီမှာလဲအချိန်20မှာ946ဆိုတဲ့ကဏ္ဍပတ်လေကစားတယ်တမ်းမင်းအကွာဝေးအတူတူပဲပေါ့နော်တမ်းမင်းအကွာဝေးအတူတူပဲပေါ့နော်အဲ့လိုကစားပြကြတယ်946လို့ဟို946ပတ်လေကစားပြတယ် တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထဲမှာနော်နောက်ပေါင်းကြီးခွန်ရဲ့အောက်မှာဗရိတ်ကူးကူးလေးချောက်ကစားလို့ဗရိတ်ကူးရဲ့အောက်ကဒီကနန်းခွန်လေးသုံးဆိုတဲ့ကနန်းဒီဒီနှလုံးပေါင်းခွန်ဆိုတာအထောက်ယူမှာဒီနှလုံးပေါင်းခွန်ကြောင့်ကူးပရိရဲ့အောက်ကဒီကနန်းဒီဒီနေရာမှာခွန်ဗရိတ်လို့ရိုက်ပြီးတော့မှသူ့ရဲ့တပွဲကြော်မှာလာပြီးတော့ထွက်ခဲ့ခွန်လေးသုံးဆိုတဲ့ကနန်းနော်ခွန်ဗရိတ်ရိုက်ပြီးတော့မှထွက်ခဲ့ဟုတ်ပြီဒုတိယ ကိုးလေးချောက်လို့ရိုက်တယ်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာနော်ကိုးပရိရဲ့အောက်ကကဏ္ဍ90ဆိုတဲ့ကဏ္ဍဖွင့်ပြီးတော့ဒီမှာရှစ်နောက်ပေါင်း10ပေါ့နောက်ပေါင်း10ရဲ့အောက်ကဗရိတ်ကိုဗရိတ်ကိုရဲ့အောက်က90ဆိုတဲ့ကဏ္ဍဒီဒီနောက်ပေါင်း10ကြောင့်ဒီမှာဗရိတ်10လို့ထောက်ပြီးတော့မှတပွဲကျော်မှဒီမှာလာထွက်ခဲ့တယ်ဟုတ်ပြီဒါဆိုရင်ဒီကိုးလေးချောက်ပတ်လေကစားတယ်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တယ်မှာနော်ကိုးပရိရဲ့အောက်က690ဆိုတဲ့ကဏ္ဍပထမနောက်ပေါင်းခုဒုတိယနောက်ပေါင်း10တတိယခုနောက်ပေါင်း9ရဲ့အောက်က နောင်နှလုံးပေါင်း9ရက်အောက်ကဗရိတ်9ဗရိတ်9ရက်အောက်ကဒီကနန်းဒီနော်ဗရိတ်9လို့ထွက်ပြီးတာနဲ့သူ့ရဲ့တပွဲကြော်မှာဒီမှာလာထွက်တယ်သူအမှန်သွားတယ်မှန်သွားတော့သူ့ရဲ့ဇောင်းမှာထွက်မယ်ခဏဟုတ်ပြီဒါသူပရမအကတ်မှာဒီနောက်ပေါင်းခွန်ဗရိတ်9ရက်အောက်ကကနန်းဒီခွန်ဗရိတ်လို့ထောက်ပြီးတော့ဒီမှာထွက်ပြီးတယ်သူ့ဇောင်းမှာထွက်တယ်9 9 8ဒီနော်သူ့ရဲ့ဒီဘက်နှစ်ကခွန်ခါခွန်ခါလို့ဖြစ်ပြီးတာနဲ့သူ့ရဲ့အောက်မှာဒီဗရိတ်9ကြောင့်ပေါင်းခြင်း9တန်2တန်နဲ့ အပူခွားနဲ့ပေါက်ခဲ့ရမှာဖွန်ခါပေါင်းရင်း၉တန်း၂တန်းပါရမယ်သူ့အောက်ကကနန်း၅၅ရှိသည်သူ့ရဲ့ဒီဆောင်လေးကိုထွက်တယ်ဒုတိယကမှလည်းအဲ့လိုပဲနောက်ပေါင်းရှိပရိကုရဲ့အောက်ကဒီကနန်းသည်ရှစ်ပရိခံပြီးတာနဲ့ဒီနေရာမှာထွက်တယ်သူ့ရဲ့ဆောင်မှာထွက်မဲ့ကနန်းသည်သူ့ရဲ့ဒီဘက်နှစ်ကဖွန်ခါသူ့အောက်မှာ၉တန်း၂တန်းဦးနန္ဒတိုင်းအောက်ကဒီကနေ335ဆိုတဲ့ကနန်းဒီသူ့ရဲ့ဒီဇောင်းကိုလာထွက်တယ်။ဟုတ်ပြီ။ဒါဆိုရင်တတိယအကတ်မှာ နောက်ပေါင်းကိုကိုဗရိတ်ရဲ့အောက်ကဒီကနန်းဒီဗရိတ်ကိုရဲ့တပွဲကြောင်မှာထွက်ပြီးတော့ဒီနေရာမှာထွက်မဲ့ကနန်းဒီသူ့ရဲ့ဒီဘက်နှစ်ကခွန်ခါပေါင်းချင်း9တန်2တန်ဒီတစ်ခွက်ပဲရှိတယ်သူ့ရဲ့အောက်ကတုံညာ9လေးဆိုတဲ့ကနန်းဒီဒီနေရာလေးမှာဒါတုံညာ9လေးလို့ပဲဦးနိုင်ကကစားခြင်းနဲ့ပေါ့နော်တုံညာ9တုံညာ4ပေါ့ဒါနေရာထိုင်ကိုအဆင်ပြေလို့ထည့်ပေးတာအကယ်၍ဒီ9တုံညာ4ဆိုတဲ့ကနန်းထွက်ခဲ့လို့နောက်ဘက်မှာတကွက်သေးပဲနော်တကွက်သေးပဲထူအောင်မှာနော်အင်မတန်မှကောင်းပါတယ် ပထမအကက်မှာနောက်ပေါင်းခွန်၉ပရိရဲ့အောက်ကခွန်၄သုံးဒီခွန်ပရိထောက်ပြီးတာနဲ့တပွဲကျော်ကိုထွက်ပြီးတော့သူ့ဆောင်မှာထွက်မဲ့ကနန်းဒီကိုပြည့်ရှင်နေကြောင်းမို့လို့ခွန်ခါနဲ့ကိုးတန်နှစ်တန်ရဲ့အောက်ကကနန်းကလိုက်ထွက်တယ်ဒုတိယကက်မှာလည်းအဲ့ဒီလိုပဲနောက်ပေါင်း၈ပရိ၉ရဲ့အောက်ကကနန်းဒီပရိရှိရဲ့ဆောင်မှာထွက်ခဲ့တယ်လို့သူ့ဆောင်မှာထွက်မဲ့ကနန်းဒီလည်းခွန်ခါနဲ့သူ့အောက်ကကိုးတန်နှစ်တန်ပါလာရဲ့အောက်ကဒီကနန်းဒီသူ့အောက်ကိုလိုက်ထွက်ဆောင်းကိုလိုက်ထွက်တယ်ပေါ့နော် တတိယကံမှာလည်းအဲ့လိုပဲနောက်ပေါင်းကိုပရိတ်ကိုရဲ့အောက်ကကဏ္ဍသည်ကိုပရိတ်ရဲ့ဇောင်းကိုထွက်ခဲ့လို့သူ့ဇောင်းမှာထွက်မဲ့ကဏ္ဍသည်ခွန်ခါကိုးတန်းနှစ်တန်းရဲ့အောက်ကတုံညာကိုးလေးဆိုတဲ့ကဏ္ဍကိုနော်ဒီနေရာလေးကိုဦးနိုင်ကထွက်ရှင်တာပြီးခဲ့တဲ့ဘွဲမှာဒါဦးနိုင်ဒီ line ကလေးကိုပြခဲ့တယ်နော်တုံညာပရိတ်လို့ဒီနေရာမှာကစားတယ်တုံညာပရိတ်ကစားပြီးတာနဲ့သူ့ရဲ့မြင်းကုံမှာထွက်မဲ့ကဏ္ဍသည်သူ့ရဲ့တနှစ်ကျော်ကကဏ္ဍထွက်မှာဒီကဏ္ဍသည်ဒီမှာလာထွက်မှာထွက်ပြီးရင်သူ့အောင်မှာထွက်မဲ့ကဏ္ဍကိုဦးနိုင်တို့ကကစားမှာ ဲ့ဒီလိုပဲ तू ကတာမင်ကွာဝေးအတူတူပဲနော်တာမင်ကွာဝေးအတူတူပဲတာမင်ကွာဝေးအတူတူမှာဒီမှာလဲအဲ့လိုပဲတုံညာပရိတ်လိုကစားတယ်သူရဲ့မြင်းကုံမှာထွက်မဲ့ဒီကနန်းဒီတုံညာပရိတ်ကြားတဲ့နှစ်ထဲကနော်ဒီမှာသုံးနှစ်ခွန်းဆိုတဲ့ကနန်းကတုံညာပရိတ်ရဲ့မြင်းကုံမှာထွက်တယ်ထွက်ပြီးတဲ့နေသူ့အဝထွက်တဲ့ကနန်းဘယ်ရလာလဲဆိုတာကိုဦးနိုင်ကပြပေးမယ်နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတတိယကတုံညာပရိတ် တုံညာပရိရဲ့ဆောင်းမှာထွက်မဲ့ကဏ္ဍဒီသူ့ရဲ့ဒီတုံညာပရိလို့ဖြစ်တဲ့နှစ်ထင်းကကဏ္ဍခုနှစ်ခွန်းနှစ်ဆိုတဲ့ကဏ္ဍကဒီမှာနှစ်နှစ်ခွန်းလို့ထွက်သွားပြီဥနိုင်ငါအဲ့ဒါဘာဖမ်းခဲ့လဲဆိုတော့တုံညာကိုခွန်းဆိုတဲ့ကဏ္ဍကိုဖမ်းပြခဲ့တယ်နော်ဒီမှာငါးပရိ၄ပိတ်၈ပိတ်ဆိုပြီးတော့နော်အဲ့ဒီအထောက်နဲ့ယူပြီးတော့ကစားခဲ့တယ်တိုးတော့သူကမဟုတ်ဘူးနှစ်ပါတဲ့ကဏ္ဍနေထည့်သွားနော်နှစ်ပါတဲ့ကဏ္ဍတွေကိုထည့်ပါတော့ဘယ်လိုပုံစံမျိုးကစားသွားလဲဆိုတော့နော်အဲ့တော့ဒီတုံညာပရိရဲ့ဇောင်းမှာ တုံညာပရိတ်ကြတဲ့နှစ်ထရကနန်းထွက်ပြီးတာနဲ့သူ့အောက်ကိုထွက်မဲ့ကနန်းတည်တဲ့နော်သူ့အောက်ကိုထွက်မဲ့ကနန်းတည်တဲ့သူကဘလို့ပုံစံမျိုးနဲ့ကစားတာလေဆိုတော့သူ့ရဲ့ဘယ်ဘက်ကိုပေါ့နော်သူ့ရဲ့ဒီဘက်ကိုဒါဥနိုင်ကြီးရီပြမယ်နော်ဒီတုံညာပရိတ်ရဲ့ဒီဘက်ကိုတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်မြောက်တယ်မှာတုံညာပါဝါ၅ပရိတ်လို့ကစားမယ်ဒီတုံညာရဲ့ပါဝါ၅ပရိတ်လို့ကစားမယ်၅ပရိတ်ရဲ့ကစားပြီးတာနဲ့၅ခါလို့ထည့်တယ်ကနန်းပရိတ်၅က၅ခါလို့ထည့်တယ်ကနန်းဒီ၄၅၀ဆိုတဲ့ကနန်းဒီ သူ့ရဲ့အောင်မှာဝမ်းဆက်ကလေးနှစ်သီးသားမှုခေါ်တာပေါ့နော်ကြားနေပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်တစ်ခက်ဒီတုံညာပရိရဲ့ဇောင်းမှာဒီကနေ့လည်းအောင်ပြီသူ့အောင်မှာကြမယ်ကနေ့လည်းတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်မြောက်တည်းမှာငါးပရိငါးခါနော်ငါးပရိငါးခါလို့ကြားတယ်ဒီတင်ငါးတစ်ဆိုတဲ့ကနေ့ကလည်းဒီကနေ့ကြာပြီသူ့အောင်မှာလိုက်ထွက်တယ်ပေါ့နော်ငါးခါနဲ့ပဲထွက်တယ်ပေါ့နော်ငါးခါငါးခါနဲ့ပဲထွက်တယ်ကဲဟုတ်ပြီဒါဆိုရင်ဥနဲ့တို့ဒီမှာတတိယအကပ်ပေါ့နော် တတိယကတ်မှာလည်းဦးနေတို့အဲ့လိုပဲတုံညာပရိတ်ရဲ့ဒီမြင်းကုံမှာတုံညာပရိတ်ကြတဲ့နှစ်သေးကဒီကနန်းကလည်းအောင်သွားပြီအောင်တော့သူ့အောင်မှာ၅ခန်းနဲ့ကြမဲ့ကနန်းနော်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်မြောက်ထဲမှာနော်၅ပရိတ်၅ခါဒီကနန်းတကွက်ပဲရှိတယ်နော်၅ပရိတ်၅ခါလို့ဖြစ်တဲ့ကနန်းဒီ၄၅3ဆိုတဲ့ကနန်းတကွက်ပဲရှိတယ်အဲ့တော့သူက၅ခါနဲ့ပဲထွက်ရမှာဆိုတော့ဒါ၄၅3လို့ပဲဦးနေကထည့်ထားပေးတယ်နော်အဲ့တော့၃၅လေးလည်းထိုးလို့ရတယ်ပေါ့နော်သူ့ရဲ့ဖြစ်စဉ်ကတော့၅ခါတွေနဲ့ပဲထွက်တယ်ပေါ့ ကဲဒါတနည်းပေါ့နော်ဒီ line လေးကနှစ်ဦးတစ်ချိန်မှာဒါဥနိုင်ကနှစ်ဦးတစ်ချိန်မှာဒါဥနိုင်ကပါအောကနဖြစ်တဲ့ကစားခဲ့တဲ့ line လေးပေါ့နော်ဥနိုင်တို့ဒီမှာသူကဖြစ်စဉ်လေးတစ်ခုကိုတီလိုက်တာပါပဲနော်ဒီနှစ်ထဲကကဏ္ဍတစ်ခွက်ပေါ့ဒီနှစ်ထဲကကဏ္ဍတစ်ခွက်ခွန်နှစ်6ဆိုတဲ့ကဏ္ဍဒီ20နဲ့နှစ်ချိန်မှာပြန်ကြတယ်ကြပြီကြနဲ့ခွန်ခွန်၄ဆိုပြီးတော့ကစားတယ်ဒီနေရာမှာ ग्वा ခွန်လို့ထောက်တယ်အဲ့လိုထောက်လိုက်တဲ့အတွက်ကိုသူ့ရဲ့ဒီ ग्वा ခွန်ရဲ့ဒီဘက်နှစ်မှာเนาะတစ်နှစ်နှစ်နှစ်မြောက်ထဲမှာ ဖြည့်စည်း၃လုံးပေါင်းကြတော့၃ရင်အောက်ကကဏ္ဍငါလေးလေးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာထွက်တယ်နော်ဒီကဏ္ဍပြန်ကြရဲ့နောက်တစ်နှစ်မှာငါလေးလေးလို့ထွက်တယ်ထွက်ပြီလားနဲ့သူ့ရဲ့နောက်တစ်နှစ်နှစ်ဦးမှာထွက်မဲ့ကဏ္ဍဒီနော်ပြန်ကြကဏ္ဍချစ်ခဲ့တဲ့နှစ်ထဲဟာ၃ညာငါလေးဒီသူ့ရဲ့တစ်နှစ်ကျော်ကကဏ္ဍဒီကဏ္ဍကတစ်နှစ်ကျော်ကိုကြတယ်ကြပြီးတော့မှ၄90ဆိုပြီးနှစ်ဦးကိုသူကစားတယ်ပေါ့အဲ့မှာတကတ်ရှိတယ်ဒုတိယကလည်းအဲ့လိုပဲ နော်ဒုတိယကတ်မှာလည်းအဲ့လိုပဲဒီ33ည33ညဆိုတဲ့ကဏန်းဒီအဲ့နှစ်ထဲမှာပြန်ကြအဖြစ်နဲ့22ချိန်မှာကစားတယ်ခွန်ခွန်လေးလိုပဲဖြစ်တယ်ဂွားခွန်လိုပဲထောက်တယ်ထောက်တော့သူ့ရဲ့ဒီတနည်းနှစ်နှစ်မြောက်ထဲမှာလည်းထိစီ3လုံးပေါင်းရင်3လို့ဖြစ်ခဲ့တဲ့အောက်က3လေးနှစ်ဆိုတဲ့ကဏန်းဒီနောက်တနည်း2ဦးကိုကစားတယ်အဲ့နောက်တနည်း2ဦးကိုကစားပြန်တယ်သူ့ရဲ့နောက်တနည်း2ဦးကစားပြန်တယ်2ဦးတစ်ချိန်မှာထွက်မဲ့ကဏန်းဒီဒီနှစ်ထဲကကဏန်း တုံညာနှစ်နှစ်ဆိုတဲ့ကဏ္ဍရဲ့သူ့ရဲ့တနှစ်ကျော်ဒီဘက်နှစ်မှာရှိတယ်နော်ဒီမှာတုံညာနှစ်နှစ်ဆိုတဲ့ကဏ္ဍရဲ့ပြီးလိုက်ပြီးကစားတယ်ကစားပြန်တဲ့သူ့ရဲ့အောက်မှာကစားမဲ့ကဏ္ဍဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဘလို့ကစားခဲ့လဲဆိုတော့ဒီနေ့ထက်ကကဏ္ဍကိုတုံညာခွန်းဆိုတဲ့ကဏ္ဍဒီ20နဲ့2ချိန်မှာပြန်ကြအဖြစ်နေကစားတယ်ကစားပြန်တဲ့ခွန်းခွန်းလေးလို့ဖြစ်တယ်ဂွားခွန်းလို့ပဲထောက်တယ်ထောက်ပြီးတော့တနှစ်နှစ်နှစ်မြောက်တဲ့မှာလေထိတ်စီးသုံးလုံးပေါင်းရင်၃ ၃ရက်လို့၃ရက်အောက်ကကနန်းဦးကိုခွန်ဆိုတဲ့ကနန်းဒီသူ့ရဲ့နောက်တဲ့နှစ်ဦးကိုထွက်တယ်ထွက်ပြီးတော့ဒီဘက်2025နှစ်ဦးမှာနော်ဦးနိုင်တို့ကစားရမှာဒီဒီနှစ်ထဲကကနန်းကနှစ်ခွန်နှစ်အဲ့ဒီနှစ်ခွန်နှစ်ဒီသူ့ရဲ့တစ်နှစ်ကျော်ဒီတစ်ခွက်ပဲရှိတယ်ဒီနှစ်ထဲကကနန်းဒီဒီဘက်နှစ်ထဲကကျတာဒီနှစ်ခွန်နှစ်ကနှစ်ခွန်နှစ်လို့ကျတဲ့ကနန်းတစ်ခွက်ပဲရှိတဲ့အတွက်ဒီနေရာမှာသူကနှစ်နှစ်ခွန်ဆိုတဲ့ကနန်းကိုထိုးရမယ်ဆိုပြီးဦးနိုင်ကပါဝကနန်းဖြစ်နေကစားခဲ့တယ်တိုးတော်တော့ဒီချိန်မှမထွက်ခဲ့ဘူး မထွက်ခဲ့တော့ခုသူကနှစ်နှစ်ကုန်ထွက်ပြီးတာနဲ့သူ့အကိုထွက်ရမယ်ကံရှိလာကိုကဲကောင်းပြီအဲ့တော့ခုပထမအကတ်ကိုပြန်သွားမှာပေါ့နော်အဲ့ဒီတော့ဒီ50ထွက်ပြီးပြီသူ့အောက်မှာထွက်မဲ့ကဏ္ဍဒီဘယ်ကနေလာမှာလဲဆိုတော့နော်ဦးနိုင်တို့ဒီမှာ၃လုံးပေါင်းရင်၃သူ့အောက်ကကဏ္ဍအနှစ်ဦးကိုတက်ရိုက်တော့ဒီဘက်မှာတစ်နှစ်နှစ်နှစ်၃နှစ်မြောက်ထဲမှာနော်၃ပရိတ်၃ရက်နဲ့ခါ၅ပရိတ်သူ့ရဲ့တပွဲကျော်ကကဏ္ဍ45အတွဲပါတယ်ကဏ္ဍ245ဆိုတဲ့ကဏ္ဍဒီအဲ့ဒီကဏ္ဍရဲ့အောက်မှာ1ဆက်ထွက်တယ် ဒါပထမတစ်ကနော်ဒုတိယကမှလည်းအဲ့လိုပဲဦးနိုင်တို့နော်ဒီ၃နှစ်နှစ်ကအောင်သွားတယ်သူ့အောင်မှထွက်မဲ့ကဏ္ဍဒီဒီ၃လုံးပေါင်းချင်း၃သူ့အောင်ကကဏ္ဍလည်းထွက်ပြီထွက်တော့သူ့ရဲ့ဒီဘက်မှာတနှစ်နှစ်နှစ်၃နှစ်မြောက်ထဲမှာနော်၃ပရိတ်၃ရက်နှက်ခတ်ဒီ၅ပရိတ်သူ့ရဲ့တပွဲကျော်က45အတွဲလိုက်ပါတယ်ကဏ္ဍဒီဒီနေရာမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်ခုဦးနိုင်တို့ဒီမှာနှစ်နှစ်ခွန်းဆိုတဲ့ကဏ္ဍကဒီကဏ္ဍကဒီကိုကစားတယ်ဒီကဏ္ဍဒီဒီမှာကြာသွားပြီ နင်းနစ်ခုဆိုတဲ့ကနန်းကကြာသွားပြီဆိုတော့သူ့အောက်မှာထွက်မဲ့ကနန်းဒီဒီ၄၅၃ဒီဘယ်လိုလာမှာလဲဒီ၃လုံး၃သူ့အောက်ကကနန်းကလည်းနှစ်ဦးပို့သွားပြီတနည်းနည်း၃နှစ်မြောက်ထဲမှာ၃ပရိတ်၃ရက်နှစ်ခတ်ဒီ၅ပရိတ်သူ့ရဲ့တပွဲကျော်က45အတွဲလိုက်ပါတယ်ကနန်းဒီကနန်းပဲ၄၅၃ဆိုတဲ့ကနန်းဒီသူ့အောက်ကိုဝမ်းဆက်ကလေးလိုက်ရမှာဆိုတော့နော်ဒါဥနိုင်ရဲ့မိတ်ဆွေတွေဒါနှစ်တက်မှာဥနိုင်ကလက်ဆောင်အဖြစ်နဲ့နော်ဒါဥနိုင်ဒါပန်တူတန်အော်ဂနန်းမကစားတော့ဘဲနဲ့ဒီကနန်းလေးကိုလက်ဆောင်အဖြစ်နဲ့ ချပြလိုက်ခြင်းဖြစ်တယ်เนาะအဲ့တော့ဥနဲ့နဲ့အတူတူလေ့လာခြင်းနဲ့မိတ်ဆွေတွေเนาะဒါဥနဲ့ရဲ့ဒီဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရတယ်ပေါ့เนาะ